ို့ထရမာပေးရသူကလည်းငါနင်းကိုထရမာပေးခဲ့လို့အားနာပါတယ်တောင်းမှမှာရဆိုပြီးတော့လာပြီးကုစားပေးမှာမဟုတ်ဘူးလေအဲ့တော့ဒါကိုရဲ့ထရမာဒီကိုပဲကုစားမှာအဲ့တော့ကိုတောင်းမှန်ခြင်းမခံရတဲ့ဟိုစိတ်ဒဏ်ရာတွေအတွက်လည်းကိုယ်တိုင်းပဲကုစားမှာတောင်းမှန်ခြင်းခံခဲ့ရတဲ့စိတ်ဒဏ်ရာတွေအတွက်လည်းကိုယ်တိုင်းပဲကုစားမှာ ူကအရင်တော့လည်းတခါပြောခဲ့ပြီးရပေါ့နော်ဒီခန္ဓာကိုယ်မှာလည်းယောဂရရပေါ့နော်စိတ်မှာလည်းဒါယောဂဆိုတာရတတ်တယ်ပေါ့အဲ့တော့ခန္ဓာကိုယ်လည်းမကြမ်းမှလို့စိတ်မကြမ်းမှအောင်ဆိုရင်နေထားလည်းရှိရဒါပေမဲ့အာဒါအခုတော့တော်တော်လေးရောမန်တန်နဲ့ပတ်သက်ပြီးတော့ awareness ဖြစ်လာကြပြီပေါ့နော်ဒါပေမဲ့အရင်တုန်းကဆိုရင်စိတ်မကြမ်းမှဘူးဆိုရဲအခြေအနေကိုလုံးဝယူသွနေမှာဒါစိတ်မကြမ်းမှအောင်ပေါ့နော်တကယ်တော့စိတ်မကြမ်းမှအောင်ဆိုရဲအခြေအနေဒီအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့ဒီစိတ်ကြမ်းမှိုင်းနဲ့ပတ်သက်ပြီးတော့ normalize ဖြစ်စေချင်တယ် ဟိုနေမကောင်းရင်ဆရာဝန်စီစီကံသွားလို့ပဲစိတ်ကလေးနေမကောင်းတဲ့အခါမှာဒီစိတ်ချမ်းမကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုကူညီပေးနိုင်မဲ့သူတွေစီကိုသွားစေချင်တယ်ပေါ့နော်အဲ့တော့ကိုယ့်အကူဆက်ဖီလင်းလောက်တာဒီဒါနောက်မှတပိုင်းပေါ့နော်ကိုယ့်ရဲ့အခြေအနေကိုကိုယ်အရင်ဆုံးကိုယ် awareness ရှိဖို့လိုတယ်ကိုယ့်အခြေအနေကိုအရင်ဆုံးသိဖို့လိုတယ်သိပြီးသွားတဲ့အခါမှာဟို ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီစိတ်ကျန်းမာရေးဆရာဝန်ကြီးစီသွားတာကောင်ဆယ်လင်းနေသွားယူတာဒါမျိုးတွေအားပေးခြင်းနေပေါ့နော်ဒါဒီရှက်ဆရာလည်းမဟုတ်ဘူးကြောက်ဆရာလည်းမဟုတ်ဘူးပေါ့နော်ဒါကိုယ် ကိုယ့်ရဲ့ trauma ဒီကိုယ်တိုင်တောင်းရင်ယူရမှာပေါ့နော်အာဆူရှာဘယ်လိုလက်ခံထားလဲဆိုတော့ဘသူပေးတဲ့ trauma ဖြစ်ဘဝမှာဘသူဟိုကိုယ့် trauma ပေးတဲ့လူအများကြီးရှိမှာပဲဘသူပေးတဲ့ trauma ပဲဖြစ်ဖြစ်ကိုယ့်စီရောက်လာပြီဆိုဒါကိုယ့် trauma ပဲကိုယ်တိုင်ကုစားမှရမှာဟိုကိုယ့် trauma ပေးတဲ့သူကလည်းငါနင်းကို trauma ပေးခဲ့လို့အားနာပါတယ်တောင်းမှမှာရဆိုပြီးတော့လာပြီးကုစားပေးမှာမဟုတ်ဘူးလေအဲ့တော့ဒါကိုယ့်ရဲ့ trauma ဒီကိုယ်ပဲကုစားမှာအဲ့တော့ကိုယ်တောင်းမှန်ခြင်းမခံရတဲ့ဟိုစိတ်ဒဏ်ရာတွေအတွက်လည်းကိုယ်တိုင်ပဲကုစားမှာ တောင်းပန်ခြင်းခံခဲ့ရတဲ့စိတ်ဓာတ်ရင်းအတွက်လည်းကိုယ်တိုင်ပဲကုစားရမှာအဲ့တော့ကိုယ်စီမှာရလာရင်ဆိုဒါကိုယ်တိုင်ရပဲအဲ့တော့ကို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 ချစ်ပြီးတော့ဒါကိုအကောင်းဆုံးကြော်လွားရင်ဆိုင်နိုင်ဖို့တော့လိုတယ်ပေါ့နော်အဲ့လိုကြော်လွားရင်ဆိုင်တဲ့နေရာမှာလည်းနီလန်းမှန်မှန်နဲ့ကိုကိုကိုအထီးကိုက်အနည်းဆုံးဖြစ်မဲ့နေကိုရွေးဖို့လိုတယ်ပေါ့နော်အဲ့တော့လိုအပ်လို့ရှိရင်ဒါဒီကောင်းဆင်းလေးနေယူပါဒီ psychology နဲ့ပတ်သက်ပြီးတော့ဒါလုံးဝတက်ကြွနားလေတဲ့ဆရာကြီးနဲ့ပြပါပေါ့နော်အဲ့တော့ဟိုပြီးသွားလို့ရှိရင်ဒါနောက်ပိုင်း မှာကိုကကိုဆာဖီနီဆက်လုပ်တာလဲဆက်လုပ်ပေါ့เนาะဒါတော့ဒါလောင်းထမ်းသွားရမှာပေါ့ဒီเนาะအဲ့တော့ဒါကိုကကိုဒီစိတ်ပညာအာဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဟိုအထောက်အကူပြုတဲ့စာအုပ်တွေဖတ်တာရောအာကိုကကိုဒီဘက်ဘာသာရေးဘက်လေးလုပ်တာရောစသဖြင့်ပေါ့အာလုပ်ရင်းနဲ့ပဲဒါကြော်လွားရမှာပေါ့ဒီเนาะ